ဂက်စရဲ့နောက်ကိုလိုက်ဖို့စူးစမ်းနေတဲ့ကောင်လေးဟာရွာတရွာထဲမှာဓမြအိနဲ့ပပင်းတိုးနေပါတယ်။တခိုးစီကဓမြလူဆိုသလိုပဲလူမနေတော့တဲ့ရွာထဲကစားစရာတွေကိုလိုက်ရှာစုထားတဲ့အီရှိတိုရိုစီကနေဓမြတွေကစားစရာပြန်တောင်းနေရပါ။ခမရူတွေမရှက်ဘူးလား။ဒီသက်ရွယ်ကြီးနဲ့ကလေးတယောက်စီကနေပြန်တောင်းနေရဲ့။ကိုဘကိုရှာစားပါလားဆိုပြီးငင်းပေမဲ့ဟိုကောင်ကြီးကအတင်းတောင်းတာကြောင့်ချကျွေးလိုက်ရပါတယ်။စားကောင်းလိုက်တာကွာဆိုပြီး BR တောက်ရင်းနဲ့တစ်ဖြည်းတစ်ဖြည်းစားနေကြတော့မှရုတ်တရက်မူးဝေလာပြီးအစိတ်ကအစွမ်းပြပါတယ်။ အစွမ်းထက်သားပဲကျုပ်ဝေစုကဒီမှာပြခမားတို့လူကောင်တွေကိုဆုံးမခြင်းလို့တမင်လောက်တာဆိုပြီးစောက်ခွက်ပါတစ်ချက်အစ်စ်ရိုက်ပေးလိုက်ပါတယ်ပြားစိတ်ပဲခတ်လိုက်တာဖြစ်လို့မသေးနိုင်ပေမဲ့တစ်ဖွဲ့လုံးမှောက်ကုန်ကြပါတယ်ကိုကိုကိုဟုတ်လာပြီးချင်းနေတဲ့အီရှီတို့တို့တယောက်နောက်ထပ်ဓမြအဖွဲသားတွေထက်ရောက်လာတာကြောင့်ခေါင်းမီးတောက်သွားပါတယ်ဒါပေမဲ့စိတ်အေးထားရင်ကူရှန်စစ်သားတွေရောက်လာပြီးတိုက်ခိုက်သွားတာဖြစ်ကြောင်းဟန်ဆောင်ငူယူရင်းပြောလိုက်ပါတယ်ချက်ချင်းဆိုတော့ဓမြတွေကယုံသွားပြီးစိတ်ပူနေကြတော့မှဓာပြန်တချောင်းစောက်ခွက်ကိုလာမှန်ပါတယ် ဓာလာရဘက်ကိုလှမ်းကြည့်လိုက်တော့မှတကယ်ကြီးခူရှန်ကင်းတော့စစ်သားတွေရောက်လာကြတာကိုတွေ့လိုက်ရပါတယ်။ခူရှန်နေရာအချိန်ဆွဲမနေပဲလက်နက်ကိုစီထုတ်ရင်ဓမြအဖွဲတစ်ခုကိုကြက်ကလေးငက်ကလေးလိုတက်ပြသွားပါတယ်။ခူရှန်စစ်သားတယောက်ကအီရှီဒိုရိုတပ်ဖို့လုံနေတော့မှခြေလန်းလန်ခက်ကြမ်းကြမ်းနဲ့ဓာသမားတယောက်လမ်းလျှောက်လာတာကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့ထုံးစံအတိုင်းအချိန်မဆွဲဘဲနဲ့တိုက်ခိုက်ဖို့ဇွဝင်လာတဲ့ခူရှန်လေးကောင်ကိုကျွန်တော်တို့ရဲ့ gas ကဓာချက်တစ်ချက်သေးနဲ့ရှစ်ပိုင်းပိုင်းပြစ်လိုက်ပါတယ်။အီရှီဒိုရိုရောခူရှန်ကောင်တွေရောလမ်းဖြတ်နေပါပြီ။ဟဲ့အောင်နေ လမ်းဖယ်ကြငါအလျင်လုံနေရဆိုပြီးပြောတာကိုနားမထောင်ပဲဝင်ချနေရကြောင့်မင်းတို့ကောင်တွေဘာဖြစ်ချင်နေရလဲဆိုပြီးတိုက်ခိုက်တာတွေကိုကာကွယ်ရင်းနဲ့ gas ကအကုန်လိုက်ခုတ်ပါတော့တယ်ထုံးစံအတိုင်းမင်းသားကတော့တဲကောင်းမှလာဂိုဒိုရီဆိုပြီးဗဘဲစရာကြီးတို့ချီးကျူးနေပါသေးတယ်အီရှိဒိုရောကတော့ gas ကိုကြည့်ပြီးစောက်ရဲနေအားကြနောက်ကနေအတင်းလိုက်သွားပါတယ်ဒီလူကိုလွတ်ပေးလိုက်တော့မှလာဆရာလီကျွန်တော်တို့ခွင်အားတွေသာပေါင်းစည်းလိုက်မယ်ဆိုရင်နှိမ်နှင်းနိုင်မှာပါဆိုပြီးလူအကြီးကြီးတွေကပြောတော့ဒီကောင်ကိုရှော့မတွက်နဲ့ နှိမ်နင်းနိုင်မှာတော့ဟုတ်ပေမယ့်ငါတို့ဘက်ကလည်းအသေးချေရှိလိမ့်မယ်ငါတို့ဘာခီရာကမျိုးနွယ်ရဲ့တာဝန်ကထောက်လန်းဖို့ပဲဆိုပြီး gas ကိုမတိုက်ခိုက်ပဲထားလိုက်ကြပါတယ်ရောက်ပါတော့မတ်မီအောင်မယ်ထင်ပါတယ်ဒီဘဲဟာ season 1မှာတော့ gas ဆိုတာကိုခံလိုက်ရတဲ့ကောင်းပါ gas ရဲ့လက်စားကိုဒီကောင်ကောင်းကောင်းကြီးသိပါတယ် LBN ဖုန်းကြီးကြောင့်ရဲ့ဘေးပတ်ပတ်လေးမှာတော့ဒုက္ခတွေစခန်းနေအများအပြားရှိနေပြီးသူတို့ဖျားသခင်ကိုမယုံကြည်တဲ့ဒိဋ္ဌိတွေကိုအရေးဝင်ချွတ်ထားတာကြီးအစာရေစာမစားရလို့ငက်ပြတ်သေးနေတဲ့လူတွေနဲ့တုတ်တန်တစားပြင်းကြီးနဲ့တောင်တူနေပါတယ် ဖုံးရင်းကြောင်းစီကိုပို့မဲ့ရိတ်ခါလဲနာကိုလာပြီးဒုက္ခသည်တွေကစားစရာပေးပါလို့တောင်းရင် တောင်းမရတာကနေဇွတ်လူကြပါတယ်။အဲ့မှာပဲ Funny Store တက်ဖွဲ့ရောက်လာပြီးလူတွေဒုက္ခသည်တွေအားလုံးကိုဖမ်းဝိုင်းထားရင်းနဲ့တက်ဝင်ယုံကြည်သူတွေဖြစ်ပြီးဘာကြောင့်ဒီလိုလုပ်ရတာလဲလို့ Funny ကမေးလိုက်ပါတယ်။ကျွန်တော်တို့လူတွေဖြားနာနေကြပါတယ်။ပြီးတော့အကြီးကျယ်ကျယ်စွပြုတ်ကိုတောက်နေရတယ်ရက်ပေါင်းမနည်းတော့ပါဘူး။အဲ့ဒါကိုစားရတာဘလို့မှအဟာရမဖြစ်ဘူး။ပြီးတော့ကျမသားလေးမှဆိုရင်နုဆိုးဖို့တော့အားမရှိတော့ပါဘူး။သူတည်ရပါတော့မယ်။ သူအခုဖျားသခင်ရဲ့စောက်ရှောက်မှုကိုလိုအပ်နေပါတယ်ဆိုပြီးမိခင်တယောက်ကပြောပါတယ်မော့ဂတ်စ်ရောက်လာပြီးကောင်းပြီလေမင်းရဲ့တတ္တိရှိမှုကြောင့်ဖျားသခင်ကမင်းကိုဂယုနာလိုတတ်လိမ့်မယ်ငါကူညီပါမယ်ဆိုပြီးပြောလိုက်ပါတယ်ဖာသာမော့ဂတ်စ်ဒါလို့အစဖောက်လိုက်ရင်နောက်လူတွေရပါရောင်းတက်လာပါလိမ့်မယ်လို့ဖာနီစ်ကပြောတော့မသိပါတယ်ဒါပေမဲ့သူ့ရဲ့ကောင်းကျိုးချမ်းသာကိုမငဲ့ပဲတားအတွက်တတ္တိရှိရှိနဲ့အပြစ်ကျူးလွန်ခဲ့တဲ့ဖြူစင်တဲ့ချစ်ချင်းမြတ်တာနဲ့လောက်ရက်ကိုကြောက်တို့တုံ့ပြန်ပေးရမှာပေါ့ ကဲပါဒီလူတွေအားလုံးဖျားချောင်းတွေကိုခေါ်လာခဲ့ဆိုပြီးမော့ဂတ်ကအမိန်ပေးလိုက်တော့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဆိုပြီးဝမ်တာမျက်ရည်ကြီးကျနေကြပါတယ်ကလေးကိုအာဟာရဖြစ်အောင်ဆေးနဲ့အစာတွေတိုက်ပြီးတော့မေဖြစ်သူကဝမ်တာပြီးကျေးဇူးတင်ချောင်းတွေပြောနေပါတယ်တခြားကြည့်ရင်ဖျားချောင်းပတ်ဝန်းကျင်မှာမိရှုတတ်ခံထားရတဲ့သူတွေလောင်ရင်ထဲထက်ကြီးကန်းစာကျွေးခံထားရတဲ့သူတွေကိုတွေ့ရမှာပါကလေးကိုပြုစုပေးပြရနဲ့မိခင်ဖြစ်သူကိုအခန်းတစ်ခုစီခေါ်လာပါတယ် ဒီအခန်းကတော့မတည်ပင်းနဲ့ကြာရမယ်ငရေခန်းဆိုတော့သိကြပါရဲ့ကျွန်တော်ရှင်းပြနေကြတော့မလို့ပါဘူးရောက်ဖရို့သာကြည်လိုက်ပါနှိမ့်ဆက်နီးမျိုးစုံနဲ့မတည်မရှင်းဖြစ်အောင်လှုပ်ထားကြတာပါ Fanny's ကဆက်မကြည့်နိုင်တော့လို့အကြည့်လွဲတဲ့အခါမှာအကြည့်လွဲလိုက်လို့မရဘူးကဘာကြီးကိုဖျားသခင်ကဒုက္ခချမ်းသာနဲ့စေတနာတရားတရားတွေပဲအနှင်းလိုက်တာမဟုတ်ဘူးမင်းရဲ့ကလေးကိုကယ်ဖို့အတွက်အပြစ်ကျူးလွန်ခဲ့မင်းရဲ့အချစ်နဲ့ရဲစွမ်းတတ္တိယာချီးကျူးလောက်ပါပြီဒါပေမဲ့အပြစ်ကတော့အပြစ်ပဲကွာ မင်းကတိတ်ပြီးတတ္တိရှိနေတာဆိုတော့ဖျားသခင်ပေးတဲ့ဟောဒီဒုက္ခတွေကိုကြော်ဖြတ်ကြည်စမ်းမှာဆိုပြီးမေအီဖြစ်သူကိုစနစ်ဆက်ပါတော့တယ်ကျွန်တော်တို့ဒီအခန်းကိုတမင်စားနေရင်သာကြည့်မိရင်ဘလို့မှဆက်စားဝင်မှာမဟုတ်တာသိကြပါတယ်ဒုက္ခတဲ့စခန်းထဲမှာရှိတယ်ဒိဋ္ဌိလိုယူဆရတဲ့တန်တရားရှိသူတွေကိုစစ်သားတွေကဖမ်းခေါ်ပြီးအပြစ်ပေးတာကတော့ဒီနေရာမှာတာမန်လို့ရုပ်လုံစင်တစ်ခုလိုဖြစ်နေပါပြီစခန်းတစ်ခုထဲမှာတော့ကက်စကာကိုကယ်ခဲ့ပြီးတဲ့လူကာနဲ့မြင့်မြတ်တန်ကျိုးစစ်သူရဲတွေရဲ့တက်ခွဲခေါင်းဆောင်တယောက်ဟာလင်မယားလောက်တန်ကစားနေကြပါတယ် လူကာခန္ဓာကိုယ်ရင်းပြီးလှုပ်ရှားရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးဟိုဘဲကလည်းညနေတိုင်းလာတဲ့အမာခံဖောက်သည်ကြီးတစ်ယောက်ပါဒီကောင်ကလူကာကိုဒီလိုလှုပ်ရှားနေတဲ့သူမှန်းသိပြီမဲ့တကယ်ချစ်မိနေတာပါတကောင်သားကြီးစီးသိမ်ခံနေတော့မှရုတ်တရက်ကတ်စကားဝင်လာလို့မျက်နှာကြီးမြင်ပြီးလန့်ဖြတ်သွားပြီးအလုတ်ပြက်ကုန်ကြပါရဲ့အလုတ်လုတဲ့နေရာကိုမလာရဘူးလို့ပြောထားရလေဤလိတောင်းမမာရရှင်သူကကျမညီမလေးပါကျမလိုအလုတ်လုရင်ယောဂကူးဆက်ခံထားရလို့ပက်တီစီပေးထားတာပါဆိုပြီးလူကာတောင်းပန်ရင်ရှင်းပြလိုက်ပါရဲ့ လူကကက်စကာရဲ့နာမည်မှန်အောင်မသိရကြောင်းအီလိန်ဆိုတဲ့နာမည်တခုကိုပေးထားတာပါတန်ရတန်ကြီးပေးရင်တန်ဘူးကြီးပလဲပတိတကုံးဟိုကပေးတာကြောင်းလူကတယောက်မယူရဖြစ်နေပါတယ်ရုတ်တရက်ဘဲကြီးကဒီတာဝန်ပေးရနဲ့မင်းကိုခေါ်ပြီးငါတိုင်းပြီကိုပြန်ပေးမိဘတွေသဘောမတူရင်တော့မင်းကိုရအောင်လက်ထပ်ပြီးဖူးဖူးမုတ်ထားမေးမင်းညီမလေးကိုလည်းဆရာဝန်ကောင်းကောင်းရှာပြီးစေကုပေးပါမယ်လို့ပြောလိုက်ပါတယ်ဒီဘဲနာမည်ကဂျေရုံးလို့ခေါ်ပြီးအထက်တန်းလောကတယောက်ပါ ကျေးဇူးတင်ပါတယ်ရှင်ကျမဘာမှမမျှော်လင့်မယ်စောင့်နေပါမယ်ဆိုပြီးနှုတ်ဆက်လိုက်ပါတယ်အဲ့ရရဲ့စကားဟုတ်တာအတီယူငါပြည်တန်စာဘယ်ဟုတ်ပါတော့မလဲဆိုပြီးကိုကိုကိုနှစ်သိမ့်နေတော့မှာပဲကျမတို့ကြားလိုက်တယ်နော်မာကြီးလူကကျမတို့လည်းအဲ့လိုပြောခန့်ကျင်လိုက်တာရှင်ဆိုပြီးကလေးမလေးထွက်လာကြပါတယ်ဒီကလေးမလေးတွေကလည်းလူကလိုပဲခန္ဓာကိုယ်ရင်းနှီးပြီးလှုပ်ရှားနေကြရတဲ့သူတွေပါလူကာတူရတဲ့အဖိုးခါကိုအားလုံးနဲ့အညီမျှခွဲယူရင်းပလဲပတိကိုပါဆွဲဖြတ်လိုက်တာကြောင့်အားလုံးကအံ့ဩနေပါတယ် အကုန်လုံးကိုပလဲလုံးနဲ့ညီတူညီမြောက်ခွဲပေးပြီးလူဆိုတာရုံမာတဲ့တဘွားတွေပဲအန်တီအများတွေအမားတွေအချင်းချင်းကြိရှုဆောက်ရှောက်ကြရမယ်နော်ပြီးတော့အခုရတဲ့ဝေစုရဲ့တဝက်စီကိုလည်းအိမ်ကြီးချင်းတွေကိုသွားပေးလိုက်ကြပါဦးသူတို့သာမနာလို့ဖြစ်ပြီးဒိတ်ကြီးပါလို့ကြောက်တွန်းလိုက်ရင်အမားတို့ဘသူမှကယ်နိုင်မှာမဟုတ်ဘူးလူတိုင်းနဲ့တက်အောင်ပေါင်းထားရမယ်လို့ဆိုပြီးကလေးမတွေကိုဆုံးမနေပါတယ်ကတ်စကာရဲ့မျက်နှာပတ်တီးတွေပါကြွာကြနေလို့မဖြစ်သေးပါဘူးတင်းတင်းလေးခြိထားပေးရမယ် နင်းရုပ်ကြီးလေးနဲ့ဒီနားတဝိုက်မှာရှောက်သွားနေယောက်ျားသားကြီးရဲ့သားကောင်ဖြစ်လိမ့်မယ်ဆိုပြီးပက်တီးပြန်စီပေးနေပါတယ်။နီနာဆိုတဲ့ကောင်မလေးမှာတော့ယောဂတခုရှိနေတာကြောင့်လူကာကသူ့ဖောက်တဲ့ဆရာဝန်တယောက်စီကနေရထားတဲ့ဆေးကိုပေးလိုက်ပါတယ်။လူကာကတော့ပြည့်တစားတယောက်ဖြစ်နေပေမဲ့ဒီစီဗီရဲ့မှာလူစိတ်ရှိတဲ့သူတွေအနည်းစုတွေကတယောက်ပါ။အဲ့ဒီအချိန်မှာဖောက်တဲ့တယောက်ရောက်လာလို့အားလုံးကိုပြန်လွတ်လိုက်ပြီးနီနာရောအီလင်းကိုဆောက်ရှောက်ဖို့မှားလိုက်ပါတယ်။ တနေရာမှာတော့ဒိဋ္ဌိတယောက်ကိုဖမ်းမိထားပြီးအားလုံးကခဲတွေနဲ့ဝိုင်းထုနေကြပါတယ်။ပျော်လွင်းလို့ထုနေကြရတာတော့မဟုတ်ပဲခဲနဲ့မထုရင်အလိုလိုလိုပါဒိဋ္ဌိလို့သတ်မှတ်ခံရမှာဖြစ်တာကြောင့်ဝိုင်းထုနေကြရတာပါ။နီနာကတော့ရေသွားခက်ရင်းနဲ့သွေးတွေစီးကျနေတာကြောင့်သူ့ယောဂအခြေအနေစိုးမန်းကိုသိနေပါတယ်။နီနာရဲ့ယောဂကဘာဘာဆိုပြီးတိကျမပြောထားပေမဲ့သူ့ရဲ့အမျိုးသမီးအင်ကာကနေသွေးတွေစီးကျနေတတ်တဲ့လိမ်မန်းဆိုင်ရာကုဆတ်ယောဂတစ်ခုပါ။ နီနာရေခက်ရင်သူ့ယောဂအကြောင်းကိုတွေးနေတာကြောင့်အချင်ရကုံမန်းမသိကုံအမောင်တူကကြီးစိုးလာပါရဲ့ညရောက်လာတာနဲ့ကက်စကာရဲ့ရင်ဘတ်မှာရှိတဲ့အမှတ်အသားတွေးရစိမ့်ထွက်လာပြီးဖောက်ကောင်တွေလည်းထလာပါရဲ့တွေ့ပြီနောက်ဆုံးတော့ခမရကိုမှီပြီခမရမနေ့နေ့လေကလေးကနေတရက်လုံးနဲ့နေ့တစ်ဝက်လုံးပြေးနေတာကျုပ်သာလဲကြုံမလိုက်လာရင် ခမရကိုမျက်ခြေပြတ်သွားတော့ပြီလို့အီရှီဒိုရောကတကူရဲပြောရင်းနဲ့ကက်စီအနားကိုတိတ်တဆိတ်လေးကတ်လာပါရဲ့ ကက်စီအဓာကြီးကိုတအားသဘောကျတာကြောင့်မတိအောင်မကြည့်နေပေမဲ့ရွေးတော်မရွေးပါဘူး။ပက်ကရောအီရှီဒိုရောဓာတ်ကိုမနေရမြင်ပေမဲ့ဘောင်မဝင်လို့ဝင်မတားပါဘူး။အတင်အားကုန်သုံးပြီးမလို့နည်းနည်းလေးကြွသွားပေမဲ့မထိန်နိုင်တာကြောင့်ပြန်ကျလာပြီးပြိနေပါတယ်။ဂက်စ်ထလာပြီးသူ့ရဲ့ဓာတ်ကိုယူလိုက်ရင်ဒါကလေးကစားစရာမဟုတ်ဘူး။မင်းဘာလို့ငါ့နောက်ကိုလိုက်လာနေရလဲ။ဘာလို့ခြင်းလို့လဲ။မင်းငါနဲ့ဝေးဝေးနေသင့်နေတော့လို့ပြောပြီးဂက်စ်ကထွက်လာပါတယ်။ ကောင်လေးဟာဆက်လိုက်လာနေပြီးရုတ်တရက် gas တယောက်မကောင်းတဲ့အငွေ့သက်ကိုအာယုံခံလိုက်မိပါတယ်။လှဲဘေးမှာတက်ပြီးအသက်ခံထားရတဲ့လောင်းနေရာမကောင်းဆိုးဝါးကြီးဖြစ်ပြီးတော့လာတိုက်ခိုက်တာပါ။မင်းတို့လာကြပြီပေါ့လို့ gas ကကျဉ်းနဲ့နေတဲ့လေတိုင်းကြီးနဲ့ပြောလိုက်ပါတယ်။ Ishiduro ကကြောက်ကြောက်လန့်လန့်နဲ့အတင်းထွက်ပြေးနေတာကို gas ကဝန်တားလိုက်ပြီးတော့အကုန်လုံးကိုလိုက်ခုတ်ပါတော့တယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး။ ခုဆိုရင်ကျွန်တော်တို့နိုင်ငံမှာငလျင်ပေးကြောင်အတော်များများဒုက္ခတွေရောက်နေရရောက်ဖားလို့လေတီးကြမှာပါကျွန်တော်ကိုယ်တိုင်လည်းငလျင်မဟုတ်ပေမဲ့ရေပေးဒုက္ခတွေတယောက်ဖြစ်ခဲ့ဘူးပါလေအနည်းအစားအစစအရာရာဆင်းရဲတာကြောင့်အခုငလျင်တန်ခံနေရတဲ့သူတွေကိုလည်းကိုကျင်းစာမိပါတယ်ဒါကြောင့်လူကိုယ်တိုင်မသွားနိုင်ပေမဲ့ယုံကြည်ရတဲ့ဖွဲ့စည်းတွေ volunteer လုပ်နေတဲ့ကျွန်တော်တငယ်ချင်းတွေစီကိုငွေကြေးအရာလှူကြပါတယ်ရောက်ဖားလို့နဲ့ရင်းနှီးနေတာကြပြီဆိုပေမဲ့ဒီလို activity မျိုးတွေတခါမှမလုပ်ဘူးတာကြောင့်အတူတူကောင်းမှုလေးတခုလုပ်ကြည့်ကြပါတယ် ျွန်တော်ကိုယုံတယ်တကယ်ဒုက္ခရောက်နေတဲ့သူတွေကိုကူညီခြင်းလေဆိုရင်အောက်မှာပေးထားတဲ့ KBZ ပေးဝေးပေးနံပါတ်တီ QR code တွေကနေတစင်းတက်နိုင်သလောက်လှူပေးလို့ရပါတယ်ပမာဏအနည်းများရိတ်စိတ်ထဲမှာထားပဲတက်နိုင်သလောက်လှူပေးလို့ရပါတယ်အလွန်ငွေလက်ခံရတဲ့စည်ရင်းတွေလှူပြီးကြောင်းထောက်ထားတဲ့ကုန်ပြန်ပြပေးမှဖြစ်လို့မထီရောက်မှာတော့စိုးရိမ်စရာမလိုပါဘူးကျွန်တော်ဘက်ကလည်းရောက်ဖာရူကိုတခုခုပြန်ပေးနိုင်ဖို့အတွက်စဉ်းစားထားတာရှိပါတယ်အကယ်၍အ ਨੇ ဆုံးအလှူငွေ9သိန်းရမယ်ဆိုရင်ကျွန်တော်ကတနေ့တစ်ပုတ်နဲ့ဗီဒီယိုတွေကို10ရက်စတိုက်တင်ပေးသွားမယ်လို့ကတိပေးပါရစေ။ YouTube ကနေရတဲ့ဝင်ငွေတချို့တဝက်ကိုလည်းကျွန်တော်ကိုယ်တိုင်ငလင်ဒုက္ခခံနေရတဲ့သူတွေစီကိုတူပေးသွားအောင်ပါ။ရောက်ပါရုံနဲ့အတူတူထိရောက်တဲ့ကုသိုလ်ကောင်းမှုတစ်ခုအတူတူလုပ်သွားနိုင်ဖို့မျှော်လင့်ပါရစေ။